ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ညရာသီမှာကိုယ့်ရဲ့အလှပနဲ့ကျန်းမာရေးကိုဘယ်လိုကိုးစားရမလဲ။ဒီတစ်ခါမှာတော့ပရိသတ်များအတွက်ညရာသီမှာကြုံရတဲ့အလှပြက်စီမှုတွေကျန်းမာရေးအတွက်စိုးရိမ်စရာတွေကိုဖြည့်ရှင်းပေးမယ့်နည်းလမ်းလေးတွေကိုဒီဗီဒီယိုလေးကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။ညရာသီမှာသတိထားရမယ့်အလှပနဲ့ကျန်းမာရေးအတွက်စိန်ခေါ်မှုတွေကဘာတွေဖြစ်လဲ။နံပါတ်1အနေနဲ့နီလောင်တန်နဲ့ UVN နဲ့ ။နေအောင်ခြေကအရေးပြားကိုမင်းစေတာ၊ပုံမင်းပြည့်အောင်စေတာဖြင့်ကင်ဆာဖြစ်နိုင်ခြင်းရောက်ရှိပါတယ်။နေဘူးထဲမှာခဏလေးနေရတဲ့အသားရဲ့ပြစ်စင်းမှုကစတင်ပါတယ်။နမတ်နေချွတ်ချက်များပြီးဝက်ချံပေါက်စေရ။လူရည်ဒီမှာချွေးပိုထွက်တာဖြင့်အဖြေထွက်မှုကလည်းပုံမှန်များပြပါတယ်။ချွေးနဲ့အစီတွေကဝက်ချံမှဲ့ချောက်ဖြစ်စေပြီး မျက်နှာပြင်ကပရိယပိုးမွှားတွေကိုပေါက်ပွားမှုကိုပိုမိုအားပေးပါတယ်။ဒါပြင်ကိုခြွင်းနှက်ကြောင့်လည်းကိုယ့်ရဲ့ယဉ်ကျေးမှုကိုကျဆင်းစေပါတယ်။နံပါတ်3ရေဓာတ်ဆုံးရှုံးတာရှုထမများကခေါင်းကိုက်တာနှုံးရှိတာတွေကိုဖြစ်စေပြီးတော့အပန်းတွေကိုငွေ့ချောက်စေပါတယ်။အရင်ကမှချောက်သွင်းတဲ့အခါမှာအဆီပိုထွက်တာဖြစ်တဲ့အတွက်ကြောင့်အပန်းတွေကိုအစုတ်တက်နေပြီးမျိုးကိုလိုအပ်ပါတယ်။ ဒါပြင်ကိုဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးဖို့ဆိုလို့ရှိရင်တစ်နှစ်ကိုရေ2လီတာမှ3ငါးမျိုးပဲဖြစ်ဖြစ်အသင်းကစားပေးရမျိုးပဲဖြစ်ဖြစ်ရေဓာတ်ကိုပြန်လည်ပြီးတော့ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။နံပါတ်၄ပင်လယ်ရေနဲ့ chlorine တက်လူရတဲ့ရဲ့ပူပင်းမှုကြောင့်ကန်းချိန်မှာရေဆော့လာပဲဖြစ်ဖြစ်ရေကူးကပါရေပူးလာမျိုးပဲဖြစ်ဖြစ်ပြော်များများက join ဖြစ်ကြပါတယ်ရေကူးတာကလူရဲ့ပျော်စရာတစ်ခုလို့ပြောလို့ရပါမယ်ခလိုရင်းရဲ့စားတဲ့ကတော့အပိုင်းကို၆ပြည့်စရာနဲ့ သဖြင့်ပြည့်စည်စီလာမှုတော့မေးလို့မရပါဘူး။မြွေရတီမှာသတိထားမဲ့အချက်တွေကိုပြောပြပေးပြီဆိုတော့ဒီတစ်ခါမှာတော့ပြိသက်များအတွက်မြွေရတီကိုစိတ်ချမ်းသာစွာဖြတ်တန်းဖို့လှပချမ်းသာစေဖို့အတွက်နီးလန့်တွေကိုပြပြပေးသွားမှာပါ။နံပါတ်၁ကနေလောင်ကာခရင်ကိုမဖြစ်မီနင်းပေးရပါမယ်။ SPF 50 plus ပါဝင်တဲ့နေလောင်ကာခရင်ကိုမနှက်ခင်းတိုင်းလင်းပေးရပါမယ်။လင်းတဲ့အခါမှာလည်းနှက်ခမ်းနေရွက် လေပင်မှာမေးထားလို့မရပါဘူး။ခရမ်းလုံယောင်ကြီးကမိုးအုပ်နေတဲ့အချိန်မှတော့ကြာရောက်တဲ့အတွက်ကြောင့်မလို့မနက်မိုးလင်းတာနဲ့လေလောင်ကခရင်ကိုမဖြစ်မနေဒင်းဝေးဖို့လိုအပ်ပါတယ်။နံပါတ်၂တဘာဝအစီနှစ်တင်နဲ့အသားရည်ကိုပြန်လည်ပြီးတော့ထိမ့်သိမ်းပေးတင်ပါတယ်။နေယောင်ကြီးကြောင့်ပျက်စီးသွားတဲ့အသားရည်ကိုပြန်လည်ပြီးတော့ထိမ့်သိမ်းမယ်ဆိုရင်ခရမ်းကျင်သီးနဲ့သခွားသီးကိုပပန်းလေးပြီးတော့မျက်နှာပေါ်မှာပြန်ပြီးတော့ပေါင်းတင်နိုင်ပါတယ်။လေလောင်ခြင်းကိုတတ်တာစေပြီးတော့အသားရည်ကိုစုပ်ပြေးစေပါပါ။နံပါတ်၃ ရေတက်ဖြစ်တဲ့အစားအစာများဆောင်းရှုံးသွားတဲ့ရေတက်တွေကိုပြန်လည်ပြီးတော့ဖြည့်တင်းမယ်ဆိုရင်ဖရဲတီသခွားတီစတော်ဘယ်ရီတီကိုနေ့တိုင်းစားသုံးသင့်ပါတယ်။ရေသားဖို့မင်းနေမယ်ဆိုရင်တော့အသီးနှံကိုစားပြီးတော့ရေတက်ဖြစ်ဖို့လိုအပ်ပါတယ်။နံပါတ်၄ချွန်းနဲ့တက်တာစီရဲ့သဘာဝနီလန်းအိမ်မှာသဘာဝနီလန်းလုပ်မယ်ဆိုရင်တော့အုံးစီမဟုတ်ဘူးဆိုတာ လက်ဖက်အစီကိုရောလင်းပေးတင်ပါတယ်။ဒီနီလန်းလေးကဘက်တီးရီးယားပေါက်ဖွားမှုကိုရှော့ကြစေပါတယ်။ဒါအပြင်ကိုချွေးနဲ့တက်တာဖို့ဆိုရင်တော့ကြောက်ချင်ကိုလည်းအသုံးပြုနိုင်ပါတယ်။နံပါတ်5စပင်ကိုလွေရသည့်အတွက်ပြင်ဆင်ပေးဖို့ပါလွေရသည်မှာစပင်ကိုအကာအကွယ်မရှိဘဲနဲ့နေပူထဲကိုတိုက်ရိုက်ထွက်တာမျိုးကိုရှောင်ကျဉ်ပေးရပါမယ်ရေကူးပြီးတဲ့အခါမျိုးမှာဆိုရင်လေကိုယ့်ရဲ့စပင်ကိုပြန်ပြီးတော့ရှော့ချတင်ပါတယ်ထပ်ဆောင်းပြောချင်တာကနေ့လယ်ပိုင်း7:00နာရီနဲ့ 3နိုင်ရင်အတွင်းမှာနေပူတဲကိုတတ်နိုင်သမျှအထွက်ဖို့ပြောချင်ပါတယ်။ဒါအပြင်ကိုခြေသားအပါအစာလေးတွေဝတ်ဆင်သင့်ပါတယ်။ပြိတ္တများရှင်နွေရာသီဆိုတာပျော်စရာတွေနဲ့ပြည့်နေတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ပူရံများလုံးတဲ့အတွက်ကြောင့်လည်းပြိတ္တများအလုံးအတွက်စိတ်ရှုပ်စရာဖြစ်မှာပါ။ဒါပေမဲ့အပေါ်မှာပြောခဲ့တဲ့နီလန်အတိုင်းလိုက်ပါလှုပ်ဆောင်မယ်ဆိုရင်တော့နွေရာသီကိုစတိုင်ကျလှလှပပနဲ့ဖြတ်တန်းနိုင်မယ်လို့ယုံကြည်မိပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ကြပါနော်။